ီနေ့ခေတ်မှာလေလူတော်တော်များများညာဧခာနီဖုံးသုံးရဲနဲ့အဲ့လိုသုံးလဲစနဲ့ခံဝန်ပေးမှမယ်ချထားပြီးအပြောသွားတာမျိုးอืมအဲ့ဒါတော်တော်လေးအကျင့်ပါနေကြလို့ပဲနော်ဟုတ်ပါတကယ်ကိုပြင်းနာနေတဲ့အလေးထားတကူဖြစ်နေပြီလေဖုံးကအရာတည်းဒီပါလာတာဗောဟုတ်တယ်အဲ့ဒီတော့ဒီနေ့ကျွန်တော်တို့ပြောချင်တာကအဲ့ဒီအလေးထားရဲ့ကျမ်းမာရေးပတ်ချံဗောဟုတ်ကဲ့ကျွန်တော်လက်ထက်ရောက်လာတဲ့စောင်းပါတပုံရှိတယ်ဖုံးနဲ့ဦးနာကျမ်းမာရေးတဲ့အော် အဲ့ဒီတည်းကအချက်တွေကိုအခြေခံပြီးတော့လေအဲ့တဲ့အချင်းဖုံးကိုခေါင်းနာထတာကဘလို့ကျမ်းမာရေးတက်ရောက်မှုတွေရှိနိုင်လဲဆိုတာနည်း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 နဲ့ကြည့်ရင်လို့ပါ။อืมကောင်းပါတယ်။အဲ့ဒီဆောင်းမမှာအဓိကထောက်ပြထားတာကဘာများလဲ။သူကအဓိကပြောတာကတော့ဖုံးတွေကနဲ့ RF line တွေထုတ်လို့တယ်ပေါ့။ Radio frequency line တွေ။ဟုတ်ကဲ့ဟုတ်ကဲ့ RF line တွေ။ကျမတို့တာမာမျက်စိနဲ့မမြင်နိုင်တဲ့ဟာတွေပေါ့နော်။ဟုတ်ပါပဲ။ပြီးတော့လေပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဖုန်းကိုပါဝါပိတ်ထားလဲပဲအင်းဒါမှမဟုတ် airplane mode လုတ်ထားရင်တောင်းသူတွေကအတွင်း PC တချို့ကဆက်အလုံးလုံးနေနိုင်သေးတယ်လို့ဆိုတယ်ဟုတ်လားဘလို့စိတ်ပိုက်မျိုးဒီကိုပြောတာလဲဟိုတင်း PAIC နဲ့ RFIC တဲ့အော် PAIC ဆိုတာ power amplifier chip ဖြစ်မယ် RFIC က radio frequency chip ပေါ့ဆက်သွေးရတဲ့အလီကကြတဲ့ဟာတွေအဲ့ဒါတွေပေါ့အဲ့ဒါတွေက ဖုန်းပိတ်ထားတဲ့ထင်အားရင်တောင်ဆက်အလုပ်လုပ်နေနိုင်သေးတယ်ဆိုတော့အင်းအဲ့ဒါကတော့တတော်လေးတတိထားစရာအချက်ပဲနော်ဒါပေါ့ဆိုတော့ဒီဆွေးနွေးမှုကဒီဆောင်းပါးထဲကချက်တီသူတို့အကြံပြုတာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းဖတ်သွားအောင်လို့ပါဟုတ်ကဲ့ကောင်းပါတယ်အဲ့ဒီလိုပါဝါပိတ်ထားခြင်းအလုပ်လုပ်နိုင်တာရဲ့ RF line တွေရဲ့ပေါင်းပြီးကျမကြီးကိုဘလို့သိရောက်နိုင်တယ်လို့ဆောင်းပါးကဆက်ပြောလဲအဲ့ဒီမှာ तू ကအထူးကထောက်ပြတာက ဥနောက်သွေးကြောတွေကိုပေါ့နော်တနည်းနည်းနဲ့ထိခိုက်စေနိုင်တယ်လို့သုံးသပ်ထားတယ်။အော်ဥနောက်သွေးကြောတွေကိုဟုတ်တယ်ဘလို့ပုံစံနဲ့ထိခိုက်လဲဆိုတဲ့အတီးစိတ်ဖြစ်စဉ်ကိုလို့ तू ကအတိအကျမရှင်းပြထားဘူးဒါပေမဲ့ဖြစ်နိုင်တဲ့တရမှုတစ်ခုအနေနဲ့တော့ဖော်ပြထားတာอืมဆိုတော့အဲ့လိုထိခိုက်မှုရဲ့အကျိုးဆက်တွေကတော့ဘာတွေဖြစ်လာနိုင်လဲတဲ့ तू ဟာကာလတော်မှာဆိုရင်လေအမ်မညံနေနေအားနေလာတာမျိုးဟုတ်ကဲ့ တတိမေ့လွယ်တာမျိုးတွေပေါ့အဲ့အရာဖြစ်လာနိုင်တယ်လို့ဆိုတယ်ဒါကလာတော့နေစဉ်တတိထားမိနိုင်တဲ့ဟာမျိုးတွေပေါ့ဟုတ်ပါတယ်ရေရှိမှာတော့ပိုဆူးတာမျိုးကိုရှင်းနေတယ်လို့ပြောသေးလားเอ้ยเยชีทอกก็ตูก็เนเนปูปิ๊มๆทันๆนี่ตริไปทาเด้โอเคเลล่าตูตะชู่เยต้นตะเฉ็ดดิโกโกก้าปิ๊ดเหรอลิพ้งโกคาวนาอาจาจีทาดาเนอู้นอกเกนซาผิดไหนจีเนอืม ဆက်ဆက်မှုရှိနိုင်တယ်ဆိုတဲ့အချက်ကိုဖော်ပြထားတယ်။ဒါပေမဲ့ဒါကလေလာသူတချို့ရဲ့အဆိုကိုပြန်ဖော်ပြတာနော်။ဟုတ်ကဲ့ဟုတ်ကဲ့သဘောပေါက်ပါတယ်။အတီးပြူထားတဲ့စေပညာအချက်တော့မဟုတ်သေးဘူးပေါ့။ဟုတ်ပါတယ်အဲ့ဒီသဘောမျိုး။ဒီလိုဖြစ်နိုင်ရည်ပြီးပြောထားတော့အကြံပြုချက်တော့ပါမှာပဲနော်။ဘယ်လိုလုပ်တင်တယ်လို့သူကဆိုထားလဲ။အဓိကအကြံပြုချက်ကတော့ရှင်းရှင်းလေးမယ်။အရင်ဖုံးကိုကိုနဲ့အထူးသဖြင့်ခေါင်းနဲ့အ ਨੇ ဆုံး၅ဘေလောက်တော့ခွာထားပါလေတဲ့၅ဘေอืมနောက်ပြီးအရေးကြီးတာတစ်ခုက ဖုံးကိုပါဝါပိထားလို့ဖြစ်ဖြစ်အဖလင်းမို့လူထားလို့ဖြစ်ဖြစ်အနားမှာထားရင်လုံလောက်ပြီလို့မထင်လိုက်နဲ့တဲ့။ဩဘာလို့လဲစောစောပြော့တဲ့ IC တွေကြောက်လား။ဟုတ်တယ်လေ APAIC RFIC လို့ဟာတွေကနောက်ကွယ်မှာဆက်လုံးလုံးနေနိုင်သေးတယ်လို့ဆောင်းပါကယူဆထားပုံပဲ။အဲ့တော့စိတ်အချဆုံးကတော့ဝေဝေးမှာထားဖို့ပဲ။อืมဒါဆိုရင်ဒီဆောင်းမတစ်ခုလုံးရဲ့အဓိက message ကရှင်းပါဖုံးက RF line တွေထုတ်တယ်။ဟုတ်ကဲ့။ပိတ်ထားတဲ့ထင်းရင်တောင် အတွင်းဖြစ်စည်းတချို့အလုံးလုံးမြင်နိုင်သေးတယ်။အင်းဒါဆိုအဲ့ရင်ခေါင်းနဲ့ဝေးဝေးအနည်းဆုံးငားပြီခွာထားပါဆိုတာပဲ။ဒါပဲအထီးကအချက်ပြချက်ကတော့ဟုတ်ပြီ။ဒါကဒီဆောင်းပါးရဲ့အနစ်ချုပ်ပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့လေဒီဆောင်းပါးကြောင့်စဉ်းစားချက်တခုထပ်ပေါ်လာတယ်။ဟုတ်ကဲ့။ပါများလေ။အိုလေဖုန်းကိုပါဝါပိတ်ထားခြင်းမှာတောင်းအတွင်းပစ္စည်းတွေဆက်အလုံးလုံးနေနိုင်တယ်ဆိုတာဒါဟုတ်ခဲ့ရင်ပေါ့နော်။ဟင်ကျမတို့နေတိုင်းတုံးနေတဲ့တခြား electronic ပစ္စည်းတွေရော ဥပမာ TV တို့ကွန်ပျူတာတို့တက်ဘလက်တို့ပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုပိတ်ထားတယ်လို့ထင်တဲ့အချိန်မှာရောဒီလိုမျိုးနောက်ကွယ်မှာဆက်ပြီးလဲပတ်နေတဲ့လုပ်ငန်းစဉ်တွေရှိနေနိုင်နေမလားဩစဉ်းစားစရာပဲเนาะပိတ်ထားတယ်ဆိုပေမဲ့တကယ်တော့လုံးဝရက်သွားရလားဆိုတာအဲ့ဒါပေါ့ဒါကတော့ဒီဆောင်းမကနေဆက်ပြီးတွေးကြပေးလိုက်တဲ့အချက်တစ်ခုလို့ဆိုရမှာပဲဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะအထောက်အထူတွေအတွက်စဉ်းစားစရာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်